ပထမဆုံးသတင်းချက်ပုတ်အနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်နေပြီးတော့အချုပ်ထောင်နိုင်မရှိဘဲလှုပ်ဝက်နေရနိုင်ဖမ်းဆီးချုပ်နှောင်ခံထားရဟုမြမအကျဉ်းချောင်တပ်တည်အဖွဲ့ထုတ်ပြန်နေဆိုတဲ့သတင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အလုံးမဲမင်္ဂလာပါခစ်တင်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်။အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမြစ်တာရက်ခံလိုပါတယ်။ ဒေါအောင်ဆန်းစုကြည်အားနေပြီးတော့အချုပ်ထောင်နဲ့14မိုင်အကွာရှိလှုပ်ဝက်နေရ၌ဖန်စီချုံနောက်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနဲ့ပတ်သက်၍အ धिक တာဝန်ယူကြရမည်အမည်စရင်ကိုမြမအကျဉ်းချောင်းတက်သည့် MPW အဖွဲ့အစည်းကယနေ့ထုတ်ပြန်ပါသည် နိုင်ငံတော်အတိုင်ပင်ကံပုတ်ကိုဒေါအောင်ဆန်းစုကြည်သည်နေပြီးတော့အချုပ်တောင်နယ်၁၄မိုင်၂၂ဒသမ၅ကီလိုမီတာအကွာအဝေးတွင်ရှိသည့်စစ်စင်ရေးအထူးအဖွဲ့ကာဆာထ၆ရုံးစိုက်သည့်နေရာတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း ထိုနေရာသည်စစ်ကောင်စီခေါင်းဆောင်ယုံထိုင်သည့်နေရာနှင့်မဝေးဘဲလက်ရှိအချိန်တွင်ဒူးဘိုချုပ်ကြီးအဆင့်ရှိသူမှချာဝင်ယူဦးစီးနေသည်ဟု MPW ကထုတ်ပြန်ထားပါသည်။လက်ရှိတွင်ဒေါ်အောင်ဆန်းစုကြည်သည်သွားနှင့်ပတ်သက်သည့်ဝေဒနာနှလုံးနှင့်ပတ်သက်သည့်ဝေဒနာနှင့်အသက်အရွယ်အားတက်ကြီးပိုင်းတွင်ဖြစ်လေရှိသောကျန်းမာရေးဝေဒနာများလည်းခံစားနေရပြီးလုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကိုစနစ်တကျကုသခွင့်မရရှိဘဲစစ်ကောင်စီခွင့်ပြုထားသည့်ဆရာဝန်နှင့်စေမှုများမှတက်စင်စေမိတို့နည်းဖြင့်သာ ကုသခွင့်ပေးနေသည်ဟုဖော်ပြထားပါတယ်။ထို့ပြင်မိသားစုနှင့်ထောင်ဝင်စာဧည့်သည်ခွင့်ကိုပိတ်ပင်ခံထားရသည့်တဦးတီသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးစစ်ကောင်စီသည်ဒေါ်အောင်ဆန်းစုကြည်အားရည်ရွယ်ချက်ရှိရှိနှင့်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေသည်ဟု MPW ကထုတ်ပြန်ထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်အားစစ်ကောင်စီကနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးရန်လှုံ့ဆော်သည်ဟု၍ပုံမှန်905ခါတွင်ဆက်သွယ်ရေးဥပဒေပုံမှန်60ခွန်း ပို့ကုံသွင်းကုံဥပဒေပုံမှားရှင်တဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုံမှား25အာဂရိတိုက်ဖြတ်ရေးဥပဒေပုံမှား55ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်ဩစာသုံးသည့်ဟူသောစွပ်စွဲချက်ဖြင့်ရာဇသက်ကြီးအပ်ဥပဒေပုံမှား130ကကြီးနိုင်ငံတော်လှုပ်ဝက်ချက်များပေါက်ကြားခဲ့သည့်ဟူသောစွပ်စွဲချက်ဖြင့်နိုင်ငံတော်လှုပ်ဝက်ချက်များပေါက်ကြားခဲ့သည့်ဟူသောစွပ်စွဲချက်ဖြင့်လှုပ်ဝက်ချက်များအပ်ဥပဒေပုံမှား31ကငယ် NLD အစိုးရလက်ထက်တဘာဝပေးကယ်ဆယ်ရေးအတွက်အီတလီထုတ်ရဟတ်ရင်တစီငှားရမ်းဝယ်ယူပြင်ဆင်သုံးဆွဲခဲ့သည်ဟုဆိုကာရာဇသက်ကြီးအမှုအမှတ်64မှာ90အထိဆွဲဆိုထားပြီးမတရားအမိန့်များဖြင့်စုစုပေါင်း1033နှစ်အထိအမိန့်ချမှတ်ခဲ့သည် 2023ဩဂုတ်လ1ရက်နေ့တွင်ဒေါအောင်ဆန်းစုကြည်အပေါ်ဆွဲဆိုအမိန့်ချထားသည့်ပုံမှန်များထဲမှတဘာဝပီပုံမှန်25ဖို့ကုံသွင်းကုံဥပဒေပုံမှန်8ဆက်သွယ်ရေးဥပဒေပုံမှန်69နိုင်ငံတော်အကြီးညိုပြည့်စည်မှုပုံမှန်905ခါခွေစသည့်အမှုလေးမှုကိုလွန်ငင်ခွင့်ပြုခဲ့သည်ဟုထုတ်ပြန်ခဲ့တော်လဲလက်ရှိအချိန်ထိထောင်ဒဏ်28နှစ်အထိချမှတ်ခံထားရဆဲဖြစ်ပါသည် အဆိုပါအမိန်ညာချမှတ်ရာတွင်စပူတိရီမြို့နယ်တရားသူကြီးဦးမောင်မောင်လွင်တက္ခိဏခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြင့်တန်းနှင့်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးကျောင်းဒေါခင်တင်းဝေတို့မှစစ်ကောင်စီဆန္ဒအတိုင်းထက်သွေးမတိန်လိုက်ပါဆောင်ရွက်ခဲ့သည်ဟု MPW ကဖော်ပြပါသည် ဒေါအောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကြောင့်ဖြစ်ပေါ်လာမိနောက်ဆက်တွဲကိစ္စရများတွင်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လိုင်ဒုကာကွယ်ရေးဦးစီးချုပ်စိုးဝင်းပြည်ထရေးဝန်ကြီးဟောင်းစိုးထွန်းလက်ရှိအနာပေးခံထားရပြည်ထရေးဝန်ကြီးဟောင်းရာပြေလက်ရှိနေဆက်ရေးရာဝန်ကြီး ဖြည်ရေးဝင်ကြီးထွန်းထွန်းတော်ကာစာထခြောက်မှုများဖြစ်သည်ဒုတိယဘူချုပ်ကြီးတန်လိုင်းဒုတိယဘူချုပ်ကြီးတန်ထွန်းဦးဒုတိယဘူချုပ်ကြီးဒေစာကျော်ဒုတိယဘူချုပ်ကြီးဖုံမြန်အချင်းဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်ဟောင်းစော်ဝင်းအချင်းဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်မျိုးစွေလက်ရှိနေပြီးတော့အချုပ်ထောင်ထောင်ပိုင်းဦးသိန်းစော်မောင်ဒူးထောင်ပိုင်းဦးကျော်သူရာဦးစည်းအရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးချက်ရေးမှူးကျော်မင်းထိုင်ဦးစည်းအရာရှိတိန်ကြီးမြင့်လက်ထောက်ကြီးချက်ရေးမှူးမေသူအောင် တာဝန်ခံရမည်ဟု MPW ကထုတ်ပြန်ပါတယ်။အခြားပါဝင်ပတ်သက်၍စစ်ကောင်းဆောင်အလို့ကြဆောင်ရွက်သူများလည်းများစွာရှိနေစေဟုအသိပေးထားပါတယ်။တော့အောင်ဆန်းစုကြည်အောင်အာနာသိန်းစစ်ကောင်စီမှမတရားချုပ်နှောင်ထားမှု အကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်အပီပီဆိုင်ရာအတိုင်းဝိုင်းမှာပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရန်နှင့်နိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံတကာကောင်းဆောင်များထံသို့လည်းအောက်ပါအချက်၄ချက်ကိုတောင်းဆိုထားပါသည် ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လို့ရင်နိုင်ငံတကာခေါင်းဆောင်များအနေဖြင့်စုပေါင်းတောင်းချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်အပေါ်တန်တမာရေးဖိအားပေးခြင်းအပြင်စစ်ကောင်ဆောင်များနိုင်ငံပြင်ပသွာလာမှုများကိုကန့်သတ်ခြင်းပြုရန်ဒေါအောင်ဆန်းစုကြည်အားလွတ်လပ်သောလူအခွင့်အရေးအဖွဲ့များနှင့် ICRC မှာချက်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်ဒေါအောင်ဆန်းစုကြည်တို့ရဲ့ချိုးဖောက်ခံထားရသည့်မိသားစုဝင်တို့သက်ဆိုင်သူများနှင့်ထောင်ဝင်စာဧည့်သည်ခွင့်ကိုအကျဉ်းသားအခွင့်အရေးရာအပြည့်အဝပေးရန်အာနာသိန်းစေကောင်းဆောင်များအား PRP တောင်းဆိုပေးရန်တို့ကို MPW ကတောင်းဆိုထားပါသည် မြမအကျဉ်းထောင်တက်သည် MPW အဖွဲ့အစည်းသည်အကျဉ်းထောင်များနှင့်ထိန်းသိမ်းရေးစခန်းများကိုစောင့်တည်ခြင်းအကျဉ်းထောင်စနစ်များအတွင်ကလူအခွင့်အရေးချုပ်ဖောက်မှုများကိုမှတ်တမ်းတင်ခြင်းနိုင်ငံရေးအကျဉ်းသားများကိုကူညီဆောင်ရှောက်မှုပေးခြင်းများအ धिक ဆောင်ရွက်နေသည့်အရက်ဖက်အဖွဲ့အစည်းဖြစ်ပါသည် ဒေါက်အောင်ဆန်းစုကြည်၏လက်ရှိအခြေအနေနဲ့ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဗဟိုကော်မတီဝင်ကိုတိုက်ထွန်းဦးကလည်းချမ်းမာရေးဆိုးရွားတဲ့အခြေအနေဖြစ်နေလားဆိုတာမသိရလောက်အောင်ဒီလှုပ်ဝက်ထားတာအင်မတန်စိုးရိမ်စရာကောင်းနေပါတယ်ဟုပြောပါတယ်။ထို့ပြင်ဒေါက်အောင်ဆန်းစုကြည်အားမတရားဖန်ဆီးထိမ့်သိမ်းထားသည့်ဖြစ်စဉ်၌ပါဝင်နေသူများအလုံးထိုက်တင်သည့်ဖြစ်တံများပြန်လည်ပေးနိုင်ရေးနိုင်ငံတကာအသိုင်းအဝိုင်းမှလည်းအာယုံစိုက်တောင်းဆိုရန်ကိုတိုက်ထွန်းဦးကတိုက်တွန်းထားပါတယ်။ စစ်ကောင်စီကဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်ပြီးခဲ့သည့်ဇွန်လ19ရက်နေ့ကအသက်80ပြည့်ခဲ့ပြီးနိုင်ငံတကာအသိုင်းအဝိုင်းနှင့်မြန်မာလူထုကလည်းမွေးနေ့ဆုတောင်းတင်ချီ၍ပေးပို့ခဲ့သည်။မွေးနေ့ဆုတောင်းသူများကိုလည်းစစ်ကောင်စီကဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ဒုတိယသတင်းတပုတ်အနေနဲ့စကိုင်းမြို့နယ်တွင်အိမ်ခြေ600ခန့်ရှိသောမင်းကွန်းရွာတောင်ကိုစစ်တပ်ကရွာလုံးကျွတ်မိရှို့ဖျက်ဆီး မြို့နယ်အရှေ့ပိုင်းသို့စစ်တပ်ကတိုက်လေရင်ဖြင့်ဘုံကျဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းဇကိုင်းမြို့နယ်မင်းကွန်းရွာတောင်အနီးတွင်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကမင်းကွန်းကျဲရွာကိုရွာလုံးကျွတ်မိရှို့ဖျက်ဆီးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ဇော်လ28ရက်နေ့တွင်မင်းကွန်းရွာ၌အကြမ်းဖက်စစ်တပ်နှင့်ထော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားသောကြောင့်အကြံဖက်စစ်တပ်ကမင်းကွန်းရွာတောင်ကျေးရွာအတွင်ရှိနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ကမင်းကွန်းမြောက်ရွာကိုမတ်လပိုင်းမှစတင်၍အင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်စီးနင်းရန်လှုပ်ဆောင်ခဲ့ကြောင်းတော်လရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်နေခြင်းကြောင့်ရှားယောင်းရွာကင်းရွာနှင့်ချောင်းမာကြီးရွာတို့တွင်သာအထိုင်ချတက်ဆွဲထားရခြင်းဖြစ်ကြောင်းသိရပါတယ်။ မင်းကိုမြောက်ရွာကိုစစ်ကြောင်းထိုးနေတာလေးလလောက်ရှိနေပြီထိုက်ပွဲကနေတိုင်းဖြစ်နေတာသူတို့တိုးမရဘူးအဲ့လိုတိုးမရလို့ရှားရောင်ခင်ချောင်းမကြီးရွာတွေဘက်မှာပဲသူတို့တိုးထိုင်နေတာအင်အားကအလုံးကြီးနဲ့ကိုစစ်ကြောင်းကထိုးနေတာတော်လည်ရေးတက်တွေကဝင်တိုက်တော့အထိနာလို့ရွာကိုရှို့တာဟုဒေသရင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်စကိုင်းမြို့နယ်မင်းကိုတောင်ရွာတွင်အင်ခြေ600ခန်းရှိပြီးအကြံဖတ်စစ်တပ်ကဇွန်28ရက်နေ့တွင်ရွာလုံးကျွတ်နီးပါးမိရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ် မင်းကွန်းတောင်ရွာကိုမိရှုဖြက်စီသောအကြံဖက်စစ်တပ်စစ်ကြောင်းတွင် ပြူစော်ထီးများအများဆုံးပါဝင်ပြီးအင်အား900ခန့်ရှိကြောင်းစစ်ကြောင်းအတွင် လိုက်ပါလာသောပြူစော်ထီးများကပြည်သူပိုင်းနေအိမ်များအတွင်ရှိပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရက်ပြီးပြည်သူများကိုလိုက်လံပစ်ခတ်ဖမ်းဆီးနေခြင်းကြောင့်ထောင်နှင်းချီသောပြည်သူများသည်ဘေးလွရွာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် ထို့ပြင်ယနေ့ဇွန်လ28ရက်နေ့နနက်7:44မိနစ်အချိန်ဇက်ကိုင်းမြို့နယ်အရှိချမ်းတုလိန်ဒရာဦးလေတပ်မှ MI-35 ရဟတ်ယာဉ်တစ်စီးဖြင့်ဖြစ်ခတ်တိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားကြောင်းဒေသခံပြည်သူများကဆိုပါတယ် နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ပူလောမြို့တွင်အထိုင်ချတက်ဆွဲထားသည့်ပြူစောတီစက္ကန့်ကိုတော်လန်ရေးပူပေါင်းတက်များဝင်ရောက်တိုက်ခိုက်ရာပြူသုံးဦးသေဆုံးပြီးလက်နက်ငါးလက်သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းပူလောမြို့နယ်ကြောက်ကာကြီးရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံပြူစောတီစက္ကန့်ကိုဝင်ရောက်တိုက်ခိုက်ရာပြူစောတီသုံးဦးသေဆုံးပြီးလက်နက်ငါးလက်နဲ့ခရမ်းများသိမ်းဆည်းရမိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ရိတ်ခရိုင်အမှတ်1တပ်ရင်းထံမှသိရပါတယ်။ တော်လရေးပူပေါင်းတပ်များသည်ပူလောမြို့နယ်ကြောက်ကကြီးရွာတွင်အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီလက်အောက်ခံယူစော်တီစေဦးဝင်းကျင်ခန့်တပ်ဆွဲနေထိုင်သည့်စခန်းကိုဇွန်၂၈ရက်နေ့နံ9:30မိနစ်ခန့်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အဲ့ဒီစကန်းကပြူစောတီစေဦးဝင်းကျင် တက်ဆွဲပြီးနေထိုင်ကြတာရွာကန်ပြူစောတီတည်တံ့နေတာပါ အဲ့ဒီပြူစောတီစက္ကန့်ကအာနာမသိန်းခင်ကလေးကရှိနေတာကျွန်တော်တို့ဝင်တိုက်တော့သူတို့ပြူစောတီတွေအထိနာပြီးစက္ကန့်ကိုစွန့်ခွာထွက်ပြေးသွားကြရတာဟုဖြီသူကောက်ွယ်ရေးတက်မတော်မြေခရိုင်အမှတ်1တပ်ရက်မှပြန်ကြားရေးတာဝန်ခံရဲဘော်အာနိုကသတင်းဌာနကိုပြောပါတယ် ရင်တိုက်ခိုက်မှုအတွင်အပြန်အလှန်ပြစ်ခတ်မှု15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဖြူစော်တီသုံးဦးသေဆုံးက M16A1 rifle လေးလံကြီးပေါက်2ခု AK47 rifle တလံကြီးပေါက်လေးကို5.56ကြီး1000တောင်း7.62ကြီး138တောင်းလက်ပြုံနှလုံးနဲ့အခြားစစ်အုံဆောင်ပစ္စည်းများတင်စီရမိခဲ့ကြောင်းသိရပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ရိတ်ခရိုင် အမှတ်1တပ်ရင်းခရင်အမျိုးသားကာကွယ်ရေးတပ် KMDO တပ်ရင်း9ခုမဟာမိတ်တပ်များမှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးထော်လန်ရေးပူးပေါင်းတပ်များဘက်မှအထူးကိမ်းမရှိစုခွာလာနိုင်ခဲ့ကြောင်းသိရပါတယ်ခစ်တင်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။